်မင်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်းကြရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါတော့မယ်အင်အားပြင်းစခိုင်းငလင်ကြောင့်ပျက်စီးမှုတွေရှိခဲ့တဲ့မန္တလေးဈေးကျိုကဖြိုဖျက်ဖို့ကြံနေတဲ့တိုက်ခန်းတွေကို ဖြိုချဖို့ပြင်ဆင်နေတယ်လို့မြို့ကန်သတင်းရင်းမြစ်တွေကပြောပါတယ်ပြည်ကရဲမတ်တန်ဆက်ရှိရနေကလှုပ်ခတ်ခဲ့တဲ့ ငလင်တန်းကြောင့်မန္တလေးဈေးကြိုတော်မှာရှိတဲ့မန်းမြမာ ပလာဇာ တောင်မြောက်တိုက်တန်းကြီးအပါအဝင်ဈေးဆိုင်တန်းအဆောက်အဦတွေအများအပြားထိခိုက်ခဲ့ရတာပါ။ လက်ရှိမှာတော့အဆောက်အဦတွေကိုဖြိုဖျက်ဖို့ကားတွေနဲ့ဘတ်ဖိုးခေါ်မြေကော်ဇက်တွေရောက်နေပြီး84လမ်း26လမ်းနဲ့28လမ်းကြားမှာရှိတဲ့ဈေးကြိုတော်တောင်မြောက်တိုက်တန်းတွေကဈေးအဆောက်အဦတွေကိုထိခိုက်ပျက်စီးမှုအနည်းအောင်ဆင့်သက်မှတ်က ဖြိုဖျက်ဖို့အစီအစဉ်ခဲ့ကြတာဖြစ်တယ်လို့မန္တလေးမြို့ကန်တွေကပြောပါရယ်အဲ့ဒီအဆောက်အဦတွေရဲ့ကြန့်ခိုင်မှုအခြေအနေကိုဆေးအုပ်စုစစ်ဆေးရေးအဖွဲ့နဲ့အိန္ဒိယနိုင်ငံကပေးရနေရဲ့ကင်းရင်နဲ့ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလ စံပိုင်းမှာဆက်ဆေးခဲ့ပြီးအနေရရှိတဲ့အနေအောင်အဆင့်ကိုတက်မှတ်ခဲ့ကြတာဖြစ်ပါတယ်။အဆင့်မြင့်ဆေးကြိုတော့ပင်မအဆောက်အဦးကတော့ငလင်တန်းကြောင့်ထိခိုက်မှုမရှိခဲ့တဲ့အတွက်ဧပြီလကလေးကပုံမှန်ပြန်လည်ဖွင့်လှစ်ကလဲပတ်နေတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။ဒါ့အပြင်မန်းမြို့မှာပလာဇာလူနေတိုက်ခန်းတွေမှာလည်းပျက်စီးတွေရှိခဲ့တဲ့အတွက်လက်ရှိအချိန်ထိလူမနေကြသေးပဲပိတ်ထားရတယ်လို့မန္တလေးမြို့ကန်တွေစီကနေတဆင့်သိရပါတယ်ရှင်။ကာကွယ်ရေးဦးစီးချုပ်ယာရုနေရာကိုဆက်ယူဖို့ တက်တမ်းလွန်နေတဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာတချုပ်ရာလူကိုစွန့်ပြီးစစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲအပြီးမှာနိုင်ငံတော်သမ္မတဆိုတဲ့ရာလူကိုရယူသွားနိုင်ခြင်းရှိနေတယ်လို့စစ်ရေးနိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။တချို့သောအကဲခတ်တွေကတော့စစ်ရသွေးမှုတွေကြောင့်နိုင်ငံတကာကဖန်ဝန်းထုတ်ခံထားရတဲ့စစ်ကောင်းဆောင်ဟာတချုပ်ရာလူနေရာမှာပဲရှိနေတာကပိုပြီးလုံခြုံစေနိုင်တယ်လို့ဆိုပါတယ်။ အရာသိမှုကိုစန့်ကျင်ကြတဲ့တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်ထဲကနေထွက်ခွာလာကြတဲ့ CDM အရာရှိတွေကတော့ဗိုလ်ချုပ်မှုကြီးမယောင်လိုက်ဟာတမရရာဒူးကိုခုံမင်တာကြောင့်2020ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ NLD ပါတီကို အာဏာမပေးဘဲအာဏာသိမ်းခဲ့တာဖြစ်ပြီးလက်ရှိမှာလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာယာယီတမရရာဒူးကိုရယူထားတာလို့မှတ်ချက်ပြုကြပါတယ်ဒီဘူဘီတရင်ဌာနကအတည်ပြုချက်မရရှိခဲ့ပေမဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာထပ်ပေါ်လာတဲ့သတင်းတွေအရအာနာသိန်းစစ်ကောင်းဆောင်ဟာဒုတိယဗိုလ်ချုပ်ကြီးတွေအပါအဝင်တမှုတတအယောက်900နီးပါးကိုစစ်တပ်တစ်ပိုင်းအရတားတစ်ပိုင်းနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်စုကြက်ခိုင်ရဲ့ဖွံ့ဖြိုးရေးပါတီစီကိုကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြဖို့စေလွှတ်လိုက်တယ်လို့လည်းဆိုပါတယ်။အာနာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်းဆောင်ရဲ့ဖြည့်ရှင်းကင်တွယ်ပုံတွေကိုကြက်ခိုင်ရဲ့ပါတီအတွင်းမှာဝေဖန်မှုတွေရှိခဲ့တာကြောင့် ဥက္ကဋ္ဌရာထူးအပြောင်းလဲကိုစစ်ကောင်းဆောင်ကလှုပ်ဆောင်စေခဲ့တာတွေရှိတဲ့အတွက်အဲ့ဒီသတင်းသာအမှန်ကန်ဖြစ်ခဲ့ရင်ကျန်းခံရေးပါတီအတွင်းမှာ ထိတ်တိုက်တွေ့နိုင်တဲ့အာဏာလွန်ဆွဲပွဲတွေထပ်ဖြစ်လာနိုင်တယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးအကြက်ခက်တူကမှတ်ချက်ပြုပါတယ်။ဒါဟာ2020နောက်ပိုင်းပမာဏများပြတဲ့အပြောင်းအရွှေ့ဖြစ်ပြီးအာဏာသိမ်းစစ်ကောင်းဆောင်ကလက်ရှိကြုံတွေ့နေရတဲ့စီးရင်နိုင်ငံရေးနဲ့ နိုင်ငံကအကျဲသေးတွေကိုဖြည့်ရှင်းဖို့အပြောင်းလဲတစ်ခုကိုပုံဖော်နေတာကြောင့်တမရရာဓုကိုရယူသွားနိုင်ခြင်းရှိတယ်လို့ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကသုံးသပ်ပါတယ်။ကာဝေးဦးစီးချုပ်တယောက်ကအခုဒီမထောက်ချင်းရှိကဦးလီရောလောက်ပိုင်ခွင့်ကတော်တော်များများကိုရှိထားတဲ့ခါကျတော့အဲ့မှာပဲနေမလားကျွန်တော်ကာဝေးဦးစီးချုပ်မှာဆက်နေမယ်ဆိုရင်တော့သူကပိုလို့လုံချုံမလားအခုတမနာလုံမယ်ဆိုတော့ငါးနေ့သက်သားမှာဟိုဘက်သက်သားကတူပြိုင်မယ်ဆက်ဆက်နိုင်မလား အဲ့ဒါလေးကိုကျွန်တော်တို့စဉ်းစားကြတာပေါ့ကျွန်တော်တို့စဉ်းစားကြတဲ့အခါကျတော့အပြည့်တော့မထွက်သေးဘူးဒါပေမဲ့ကာကွယ်ရေးစည်းကြုံမှာနေဖို့များတယ်ဆိုတော့ကျွန်တော်တို့စီးလေးစီးလေးပေါ်လေးပေါ်အဲ့ဘက်ကတော့ပြောတာများတယ်ပါပဲကျွန်တော်အမြင်ကတော့ဒီတမ်လာလုံးလိမ့်မယ်တမ်လာတက်တန်းကို20လောက်ခြင်လိုက်ရင်တော့ကွာလို့ကွာမယ်ဆိုတော့ဆာမျိုးတော့ကျွန်တော်နည်းနည်းလေးတော့မြင်တာပါကျွန်တော်သူတည်းရဲ့အမြင်မှာအာရသိစကောင်းဆောင်အတွက်တမ်လာနေရာကိုရဖို့ဆိုတာဟာ ဖလုတ်တော်ထဲမှာရှိနေတဲ့တက်မတော်သား25ရာခိုင်နှုန်းရဲ့အင်အားနဲ့မလုံလောက်ပါဘူး။အနိုင်ရပါတီတွေကကိုယ်စားလှယ်တွေရဲ့ထောက်ခံမဲ့ထက်ဝက်နှီးပါးကိုပါရရှိမှာစစ်တကတင်တဲ့ဒုသမရာလောင်းကနေသမရာဖြစ်လာနိုင်မှာပါ။လက်ရှိကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်ဟာကြံ့ခိုင်ရေးပါတီအတွက်မဲအရေးအတွက်အများအပြားရရှိအောင်ဖန်တီးထားတာကြောင့်အဲ့ဒီပါတီကနေအာနာသိန်းစစ်ခေါင်းဆောင်ဟာသမရာဖြစ်နိုင်ဖို့လိုအပ်တဲ့မဲအရေးအတွက်ကို တက်ကနေပြောင်းရှိသွားကြတဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွင်စီကရရှိအောင်ဆောင်ရွက်တာလို့နိုင်ငံရေးလှစ်လာတုံးတက်သူဦးရှင်ထွန်းကထောက်ပြပါတယ်။ဒါပေမဲ့အနာသိန်းစစ်ခေါင်းဆောင်ရဲ့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတမရရာဒူးရယူယုံနဲ့ပြည်လဲမှာမဟုတ်တာကြောင့်စီရေးနိုင်ငံရေးအားလုံးကိုကြီးကြပ်ကိုကွဲနိုင်တဲ့ရာဒူးနေရာကိုဖန်တီးပြီးရယူနိုင်ခြင်းရှိတယ်လို့လည်းဆိုပါတယ်။ စမြန်နာစိတ်ကိုသူလည်းရေးဆဆနေရင်းနေလို့သူပြောထားတဲ့စကားရှိတယ်။အိုးဒီစကားအဲ့ပြန်ကောင်းဖို့မယ်ဆိုလို့ရှိရင်သူအရေးတခုကိုတော့သူခံပြီးပုံဖော်ခံလို့တုံးတယ်ရတယ်။ဒါတော့များများကအာအမရဖြစ်နေလို့တွက်ချက်ကြတယ်ပေါ့။ဒီကျွန်တော်အမြင်အရကတော့နိုင်ငံကြီးဥဆောင်ကော်မတီတုတ်ပြီးမဟုတ်ဘူးစစ်ကော်မရှင်ကိုပဲသူဥဆောင်ကော်မတီ ဘုံလို့ထားပြီးတော့စီရင်နိုင်ငံယူတွဲပြီးတော့မှကစားလို့ရတယ်အမိထားမျိုးကိုပဲပို့ပြီးပုံဖော်မလို့တော့ကျွန်တော်ဖက်တာတုံးတယ်ဘာလို့လဲဆိုပြောလို့ရှိရင်စစ်ဦးဆောင်ကော်မတီလိုမျိုးဟိုပြန်ဖွဲ့ပြီးတော့မှဒီခံထားရတာကဘုရားရှိချုပ်ဒီကော်မတီရဲ့ကော်မတီ member အနေနဲ့ပြန်ထားပြီးတော့မှသူကအဲ့ဒီကော်မတီဥက္ကဋ္ဌအမည်နဲ့သူကတာဝန်ယူလို့ရှိရင်ရှိရင်ရောနိုင်ရင်ရောတွဲကစားနိုင်တဲ့အချင်းချင်းမျိုး ဒီပို့ပြီးတော့မှဟိုရှင်းလန်းလန်းနေလို့ရှင်းလန်းလန်းနေတယ်လို့ပဲကျွန်တော်ဖက်ကတော့သုံးသပ်ပါတယ်အမိမဖော်လို့တဲ့တက်မတော်အရာရှိဟောင်းတယောက်ကတော့အာနာသိန်းစစ်ခေါင်းဆောင်ဟာ ကာကွယ်ဦးစီးချုပ်နေရာကိုလက်မလွတ်ချင်တာကြောင့်ကကနာကောင်စီလို့ခေါ်တဲ့ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာကို အမျိုးမျိုးထုတ်ပြန်ပြီးကာကွယ်ရေးဦးစီးချုပ်နေရာကိုဆက်လက်ရယူခဲ့တယ်လို့ပြောပါတယ်1984ခုနှစ်ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာ ဆစ်မြင်းဆောင်83အရာပြည်내ဝင်ရရှိဖြစ်ခန့်ခြင်းခံရတဲ့သူတွေဟာတပ်မတော်မှာတာဝန်ထမ်းဆောင်ဖို့လိုအပ်တဲ့ကာလပတ်လုံးအသက်အကန့်အသတ်မရှိထမ်းဆောင်နိုင်တယ်ဆိုတဲ့ဖော်ပြထားမှုကိုအနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလေးမြင်းဆောင်2014ကိုထုတ်ပြန်ပြီးကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းဟာအသက်အကန့်အသတ်မရှိတာကြောင့်ကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းကို65နှစ်လို့ပြင်ဆင်ခဲ့ပါတယ် ဒါပေမဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာသူ့ရဲ့တပ်တန်း65နှစ်ပြည့်လာတဲ့အခါမှာတော့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေလိုတပ်တော်ရှင်စစ်ကောင်းဆောင်ယာရုကိုရယူဖို့အတွက်တင့်မြင့်ဆောင်2023ကိုထုတ်ပြန်ပြီးဗိုလ်ချုပ်မူကြီးနဲ့ဒုတိယဗိုလ်ချုပ်မူကြီးတွေကလွဲပြီးကြံပြန့်တန်းဝင်အရာရှိတွေကတော့နှစ်အကန့်အသတ်နဲ့သာစစ်တပ်မှတာဝန်ထမ်းဆောင်ဝင်ရှိတယ်လို့ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။လက်ရှိချိန်ထိအာဏာသိမ်းစစ်ကောင်းဆောင်ဟာ စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းယာလူကိုလည်းလွှဲပြောင်းပေးရခြင်းမရှိသလို2020အနိုင်ရအနာဒီပါတီကိုလည်းအာဏာမပေးခဲ့ပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတယာလူကိုပါရယူထားတာပါကျွန်တော်အောင်တူပါခင်ဗျာ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲကြရတာပါကျမအောင်ကုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်